နမောတတဗေကဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတာနမောတတဗေကဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတာနမောတတဗေကဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတာသုတဓမ္မ level 1နံပါတ်5သမထနှင့်ဝိပဿနာနမူနာမေကုံးနှင့်အဖြေများ သမထနှင့်ဝိပဿနာနှမျိုး၏အကျိုးကျေးဇူးများကို ဝိဇ္ဇာဘာဂီယ၃၌ညီတို့ဖော်ပြပါသည်။သမထနှင့်ဝိပဿနာနှမျိုး၏အကျိုးကျေးဇူးများကို ဝိဇ္ဇာဘာဂီယ၃၌ဖော်ပြခြင်းမှာကာကြီးသမထကို ဖြစ်ပွားစေလျင်တည်ငြိမ်သည့်စိတ်တိုးတက်၏။တည်ငြိမ်အောင်လေ့ကျင့်ထားသောစိတ်သည်ရာဂကိုဖယ်ရှားပြစ်နိုင်၏။ ခါခွေဝိတ္တနာအကျင့်သည် အသိပညာကို တိုးပွားစေနိုင်၏။ပွားများလေ့ကျင့်အပ်သောပညာသည်အဝိဇ္ဇာကိုဖယ်ရှားပြနိုင်၏ဟုဆိုပါသည်။သမထနှင့်ဝိပဿနာအားထုတ်ဤအပြည့်အစုံကိုမြည်သည့်ကျမ်းလာအတိုင်းမှတ်သားရမည်နီမရှင်းလင်းသည့်အချက်များကိုမြည်သည့်ပုဂ္ဂိုလ်ထံချင်းကဲ့မေးမြန်းသင့်သည်နီ တမထနဲ့ဝိပဿနာ အာထုံဤအပြည့်အစုံကိုဝိပုတ်တိမဲ့ကျမ်းလာသည့်အတိုင်းမှတ်သားရမည်မရှင်းလင်းသည့်အချက်လက်များကို လက်တွေ့အာထုတ်ထားသည့်အပြင်စာပေကျမ်းခင်နှံ့ဆက်ပြည့်မြင်သောဆရာတော်များထံချင်းကပ်မေးမြန်းသင့်ပါသည်ကာကြီးကမထန်းဆိုသည်မှာအဘယ်နည်းခါခွေတမထဆိုသည်မှာအဘယ်နည်း ခငေဝိပဿနာဆိုသည်မှာအဘယ်နည်းခာကြီးကမ္မထန်ဆိုသည်မှာဘာဝနာလုပ်ငန်းဤဥတ္တရာအာယုံသို့မဟုတ်ဘာဝနာလုပ်ငန်းဤလုပ်ငန်းစဉ်ဖြစ်ပါသည်ခါခွေတမထဆိုသည်မှာကာမိစ္ဆနာစသောစန့်ကျင်ဘဲတရားများကို ငြိမ်သက်ပျောက်ကင်းစေနိုင်သောတမာတိတရားဖြစ်ပါသည်စာပေကျမ်းငယ်၌ပစ္စနိကတမေတီတိတမထောဟုဖွင့်ဆိုကြ၏ပစ္စနိကဓမ္မေတမေတီတိတမထောဟုဖွင့်ဆိုကြ၏ ခငယ်ဝိပဿနာကမ္မထံဆိုသည်မှာဝိနေသစသည်ဖြင့်ဆက်ဆက်သည့်အထူးထူးဖြားပြသောအချင်းရာအားဖြင့်ပတ္တနာဓမ္မတို့ကိုရှုမြင်တတ်သောဉာဏ်ဖြစ်ပါသည်သဘေကျင်းငယ်၌အနေစာဒီဝတိနာဝိဝိဒေတိဒေဟိအာကာရေဟိဓမ္မေပတ္တတိတိဝိပတနာဟုဖွင့်ဆိုကြပါသည် သမထကမ္မထံဤအာယုံများကိုဝေဖန်ခဲ့ပါသမထကမ္မထံမှာများသောအားဖြင့်ပြည့်ညက်အာယုံကိုအခြေခံဤသို့သောဗုဒ္ဓနုတ္တတိစသီတို့နှင့်စတုဓာတုဝဝိတံသဘောသဘာဝအာယုံပရမတ်အာယုံလည်းရှိပါသေး၏ဥပဇာဥပဇံတမာရီ ဇံယတိတိုင်အောင်အပနာတမာတိတိုင်အောင်ရစေနိုင်သောပြည့်ညက်အာယုံပေါင်း28မျိုးရှိပါသည်ဖျားကုံတော်အရဟံစသည်တို့ဟုတ်တမထာကျင့်စဉ်အရာမိတို့ကျင့်မှာဗုဒ္ဓနုတ်တတိကမ္မထံဖြစ်မည်နီ ဖျားကုံတော်ကိုတမထကျင့်စဉ်အရာကျင့်ရသောရှေးဥစွာဂုံတော်ဤအ내ဒိဋ္ဌိနားလည်ထားရမည်အရဟံဂုံကိုပွားမည်ဆိုလျှင်ကိလေသာခတ်သိမ်းကိုဖယ်ရှားပြီးဖြစ်သောမြတ်စွာဘုရားဟုအာယုံပြုထားရမည်ငါမှာလောဘဒေါသမောဟမာနတွေရှိတယ်မြတ်စွာဘုရားမှာလောဘလောဘစသည့်ကိလေသာဟုသမ ्या လုံးဝမရှိပေဘူး အမှန်တကယ်ကင်းစင်ပါပေတယ်ဟုနှိုင်းရှင်ရှင်နှိုင်းရှင်မှန်းဆ၍နှလုံးသွင်းကြည့်ရပေမည်။ထိုမှအရဟံဂုံတော်ဤအတိတ်ပဲပုံမူပေါ်လွင်ထင်ရှားလာမှာဖြစ်ပါသည်။ထိုသို့စိတ်အစဉ်မှာဖြစ်ပေါ်နေမှုတို့သည်ဘုရားဂုံတော်ရဲ့စီးနှစ်ဝင်ရောက်သွားမှဗုဒ္ဓနုတ္တတိကမ္မထံဖြစ်သည် ဟုဆိုရမည်ဖြစ်ပါသည်။ လောဘစသည်ကိလေသာငါမှရှိလေ၏ဗုဒ္ဓမြတ်စွာဘုရားကိလေသာကင်းကွာငြိမ့်လေ၏သမထပဲဖြစ်ဖြစ်ဝိပဿနာပဲဖြစ်ဖြစ်ကမထံအာမထုတ်ခင်အဘေကြောင့်သီလစောက်တည်တင်ကြောင်းကို ဖြစ်ဆိုပါသမထပဲဖြစ်ဖြစ်ဝိပဿနာပဲဖြစ်ဖြစ် ကမထံအာမထုတ်ခင်ရှေးဥစွာသီလကိုစောက်တည်ရမည်ဖြစ်ပါသည် တီလာမရှိသူသည်စိတ်ကိုကမထမ်းအာယုံနဲ့ထားရန်စ조사သည်နှင့်တပြိုင်နက်ကိုချင်းတီလာပြပြမှုကိုအခြေခံပြီးအတိတ်ကိုအာယုံပုံရိပ်အနောက်ရှက်များဝင်လာတတ်သည်ထိုအခါစိတ်ကနာမငြိမ်မှုဥဒိစ္စတရားလွှမ်းမိုးကတမာတိမရနိုင်ပါတီလာစောက်တည်ထားလျင်ကိုချင်းတီလာကိုဆင်ခြင်ပြီးဝမ်းမြောက်မှုစိတ်ကြည်နူးမှုရ၏ ထိုစိတ်ကိုတမထအာယုံပေါ်တင်ပေးလျင်တမာတိမြင်မြင်ရလာနိုင်၏တန်တိလံအဝိအဝိပတ္တိတာရာယကိုချင်းသိတ်သီလကိုစိတ်နှလုံးကြည်သာရန်အတွဲလုံရ၏စိတ်နှလုံးရှင်ကြည်မှဝမ်းမြောက်မှုပမောက်စွာဖြစ်နိုင်၏ဝမ်းမြောက်မှုဖြစ်မှနှစ်သက်ကြည်နူးမှုပီတိဖြစ်နိုင်၏ ပီတိဖြစ်မှာ ကိုစိတ်ငြင်းငြမ်းမှုပတ္တိဖြစ်နိုင်ဤပတ္တိဖြစ်မှာကိုစိတ်ချမ်းသာမှုဒုက္ခဖြစ်နိုင်ဤဒုက္ခဖြစ်မှာစိတ်တည်ငြိမ်မှုတမာတိဖြစ်နိုင်ပါသည်တမာတိဖြစ်မှာအမှန်အတိုင်းသိသောဉာဏ်ယထာဘူတာညာနာတတနာဉာဏ်ဖြစ်နိုင်ဤထိုကြောင့်ကိုခြင်းတီလာကိုကမထံအာမထုတ်ခင်ရှေးဥစွာ စင်ကြယ်အောင်တည်ဆောက်ရခြင်း ဖြစ်ပါသည်ကမထန်အာမထုတ်ခင် ကိုခန္ဓာကိုမြတ်စွာဘုရားအားလူတန်းမာဤဟုဆိုကြ၏ဘယ်အကျိုးငါဖြစ်ပါသနည်းကမထန်အာမထုတ်ခင် ကိုခန္ဓာကိုကိုမြတ်စွာဘုရားအားလူတန်းခြင်းမှာကမထန်အာထုတ်ချိန်တွင်အနောက်အရှေ့များပေါ်လာလျင်ခန္ဓာရေရှိရန်ဖြစ်ပါသည်အန္တရာယ်တစ်ခုခုကြုံလာလျင် ကြောက်တတ်ကြ၏ထိုအခါလုံငန်းအောင်မြင်ဖြစ်ပြီမစွန်စားရဲတော့ပြီထိုသောမဖြစ်အောင် ကိုခန္ဓာကိုယ်ကိုဖျားရှင်အားလှူထားသည့်အတွက်ကြောင့်အန္တရာယ်ရှိလာရင်လည်းငါဖျားကိုလှူထားတာပဲဟုတွေးလို့ရ၏ထိုအခါရဲတင်းသည့်စိတ်များကိုယ်တန်တန်ဖြစ်လာပြီးကမထန်းအာယုံကို ပြုလို့ရမည်ဖြစ်သည် ထို့အကျိုးကြောင့်ကမထန်အမထုတ်ခင် ကိုခန္ဓာကိုယ်ကိုမျက်စွာဖျက်အားလူဒန်းခြင်းဖြစ်ပါသည်ကမထန်အာထုတ်ရ၌သူတော်ကောင်းများကို ဆွဆွဲမိကလျင် ဝင်ချတောင်းပန်ရခြင်းမှာအဘယ်ကြောင့်နည်းကမထံအာထုတ်ရ၌သူတော်ကောင်းများကိုဆွဆွဲမိကြလျင် အနောက်အရှက်ဖြစ်တတ်၏မိမိကဝင်ချတောင်းပန်ကြော့ခြင်းအပြင်စိတ်แท้တင်းကျပ်မှုအလင်းမရှိတော့ပါ လုတ်တင်လုတ်ထိုက်တာတွေလုတ်ပြီးတန်တရာဖြစ်เสียကြောက်เสียတင်းကျက်เสียများမရှိစေရန်ဖြစ်ပါသည်ခက်လေဝင်လေကို ဘာလလူမိုက်နှင့်သူတော်ကောင်းပညာရှိတို့အသုံးချပုံချင်း क्वे ပြားမှုကို ရှင်းပြခဲ့ပါခက်လေဝင်လေကိုဘာလလူမိုက်နှင့်သူတော်ကောင်းပညာရှိတို့အသုံးချပုံချင်းမှာ အာကြီးဘာလာလူလိုက်သည် ဝင်းလေထွက်လေကို အသက်ရှင်ရန်အတွက်ပဲအတုံးချသည်ခါခွေသူတော်ကောင်းတို့သည် ဝင်းလေထွက်လေကို ကမထန်းအာယုံတစ်ခုအဖြစ်အတုံးချသည်ကွဲပြားမှုမှာသူတော်ကောင်းတို့သည်ပါရမီလဲရှိမည်ကျိုးလဲကျိုးစားကြမည်စိတ်ဆန္ဒများလုံလောက်မှုရှိမည်ဆိုလျင်ဇံမက်ဖို့နိဗ္ဗာန်ထီအောင် အသုံးချသွားကြခြင်းဖြစ်ပါသည်အာနာပါနကမ္မထံကိုရှောက်ရက်ထိုင်သွားမြည်သည့်အရိယာပုတ်ဖြင့်အာထုတ်ရမည်နိအဘယ်ကြောင့်နိအာနာပါနကမ္မထံကို ရှောက်ရက်ထိုင်သွားအရိယာပုတ်တွင်လက်အာဘူးလင်းအာဘူးစီတွာတင်ပင်လင်းခွေ ထိုင်ခြင်းဖြင့်အာထုတ်ရပါမည် အကြောင်းမှာလမ်းလျှောက်အားထုတ်ရင်လှုပ်ရှားနေသည့်အတွက်လမ်းကို ကြည့်ရထွက်လေဝင်လေလဲမှတ်ရနှင့်စိတ်အလုံးများ၍မတင့်လျော်ပါမတ်တက်ရက်ပြီး အားထုတ်လျင် ခန္ဓာကိုလဲမသွားအောင်ထိန်းထားရပေသည် အလုတ်တစ်ခုပုံမြည်ဖြစ်သည်လျောင်းအိတ်အားထုတ်လျင် လုံလဝရိယရော့ပြီးအိတ်ပြော်သွားတတ်၏ မမက်လေးထိုင်းနေသောအရိယာပုတ်သည်လှုပ်ရှားမှုနည်းပြီးငြိမ်သက်နေမည်ဖြစ်သည်အိတ်နေတာလိုဇိမ်ခန္ဓာလည်းမဟုတ်လမ်းလျှောက်ခြင်းရခြင်းကဲ့သို့ခန္ဓာကိုယ်ကို ထိန်းစားစရာမလိုသောကြောင့်ထိုင်ခြင်းအရိယာပုတ်ဖြင့်အာထုတ်ခြင်းသည်အသင့်လျော်ဆုံးဖြစ်ပါသည်တင်လင်းခွေထိုင်အားထုတ်ရ၌ခါအထက်ကိုကိုမြည်သို့ထားရမည်နီအဘဲเจ้าနီး တမလင်ခွေထိုင်အားထုတ်ရ၌ခါအထက်ကိုကိုမက်မက်ဆန်းဆန်းကလေးထားရပါမည်အဘဲကြောင့်ဆိုသောကြောရိုးစစ်များမက်မက်ဖြစ်နေစေရန် အတွက်ဖြစ်သည် အကယ်၍ခါကုန်းထိုင်လင်အယိုးအစစ်များတစ်ခုနှင့်တစ်ခုဖိမိနေသည့်အတွက်ကြာလာလင်ခါကြိုက်ခါညောင်ခါအောင်ယောဂါဖြစ်လာနိုင်သောကြောင့်ဥဆုံးကာယံပဏိဒါယ ခါအထက်ကိုကို မမက်ထားရခြင်းဖြစ်ပါသည်တမထာကျင့်စဉ်အရာ အာနာပါနာကျင့်လျင်လေကိုမြည်သို့ရှူရမည်နီးပြင်းပြင်းထန်ထန်ရှုသင့်ပါသလားတမထာကျင့်စဉ်အရာအာနာပါနာကျင့်လျင်လေကိုပင်ကိုရှူနေကြအတိုင်းမှန်မှန်လေးရှူရပါမည်ပြင်းပြင်းထန်ထန်မရှူသင့်ပါပြင်းပြင်းရှူပါကကြာလာလျင် မောသွားမည်ဖြစ်ပါသည် အာနာပါနသမထကမ္မထန်းဤဖြင့်ပရိဘာဂနမိတ်ရပုံကို ရှင်းပြပါအာနာပါနသမထကမ္မထန်းဤဖြင့်ပရိဘာဂနမိတ်ရပုံမှာနှာသီးဝါလေးထီသောနေရာမှာစိတ်ကိုညင်အောင်ထား၍လေကိုအာယုံပြုရင် ရှူရင်စိတ်ငြိမ်လာမည်ဖြစ်သည် ထိုအရာသည်ဖက်လေဝင်လေကို ရှေးဦးပြင်ဆင်ရှုမှတ်နေသော ပရိကံမနမိတ်ဖြစ်သည်ထိုနမိတ်ထိုအာယုံနမိတ်အတော်ကြာသောအခါစိတ်ထဲမှာထင်ထင်ရှားရှားဖြစ်လာကစိတ်ထဲစိတ်ကအထင်ရှားမှတ်ယူနိုင်သော အနေအထားမျိုးသည်ဥက္ကဟနမိတ်ဖြစ်သည်နောက်ဆုံးထွက်လေဝင်လေ ပုံတံပြောင်းပြီးဤကိုယ်တန်လေးများလဲလုံးလေးများထွက်လာသလိုနှာသီးဖျားမှာဘလုံးကလေးလဲနေသလို ရီကိုတန်းကြီးလို အာယုံလင်းတန်းနှစ်ခု ထွက်နေသလိုတယောက်နဲ့တယောက်အမတ်တနရာချင်းမတူ၍တဦးနဲ့တဦးမတူညီအမျိုးမျိုးမြင်နိုင်ကြသည် ထို့သောမြင်ရခြင်းသည်ပရိဘာကနမိတ်ရခြင်းဖြစ်သည်ပထမဇံဤဇံအင်္ဂါ၅ပါးကိုရှင်းပြပြီးပထမဇံရသောပုဂ္ဂိုလ်ခံစားရသောဝိဝေကစပီတိဒုက္ခသဘောကို ရှင်းပြပါ။ ပထမဇန်ဤဇန်အင်္ဂါ၅ပါးမှာ၁ဝိတ္တစိတ်နှင့်အာယုံမပြတ်စေရန် ပေါင်ကူပေသောစိတ်ကူးသဘော၂ဝိสารအာယုံနှင်းစိတ်ချီနှောင်ထားတဲ့ကဲ့သို့အာယုံပေါ်စိတ်ရဝဲနေသည့်သဘောပြန်စီခြင်းသဘောပိတိအာယုံနမိတ်ပေါ်တွင်စိတ်ကနှစ်ချိုက်နေသည့်သဘောဒုက္ခကိုယ်စိတ်ပေါ်ပါကပူပန်မှုမရှိစိတ်ချမ်းမြေ့ခြင်းသဘော ဧကကတာအာယုံတစ်ခုတည်းအပေါ်စိတ်တည်နေခြင်းစိတ်တည်ငြိမ်နေခြင်းသဘောဝိဝေကစားပီတိဒုက္ခသဘောမှာပထမဇံရသူသည်ဝိဝိဝိစေဝကာမေဟိကာမကောကာမအာယုံများမှာလွတ်လပ်သွားသည်မျက်စိနာနှာခေါင်းရှာကိုတို့ဖြင့်ပျော်စရာအာယုံများမှလွတ်မြောက်ပြီး ထိုကာမအာယုံများမှလုံးဝကင်းစိတ်သွားသည်ဝိဝိစေအကုတလေဟိဓမ္မေဟိကျန်အကုတုတရားများလည်းမဖြစ်တော့ပေစိတ်ဤအညစ်အကြေးများတစ်ခုမှမဖြစ်တော့ပဲဝိဝိကဇံကာမဂုံအာယုံမှလွတ်လပ်ပြီးဖြစ်ပေါ်လာတော့ပိဋိတုခံနှစ်ခြိုက်ခြင်းနဲ့ချမ်းမြေ့ခြင်းသဘောနှစ်ခုကိုခံစားရခြင်းသဘောမှာဝိဝေကစားပိဋိတုခဖြစ်ပါသည် ဇန်ဤအဓိပ္ပာယ်နှမျိုးကို ရှင်းပြပါဇန်ဤအဓိပ္ပာယ်နှမျိုးမှာတိလောင်ကျွမ်းခြင်းဤကစက္ကူကို လောင်ပစ်လိုက်သလိုဇန်တရားများက ကာမတဏှာများကို လောင်ပစ်ဖြည့်ဆည်းပစ်ခြင်းနှစ်အာယုံပေါ်မှာစူးစိုက်ပြီးကက်ရှူခြင်းနမိတ်အာယုံပေါ်တွင်စိတ်စူးစိတ်ပြီးရှိရှုနေခြင်းတို့ဖြစ်ပါသည် ဒုတိယဇန်တတိယဇန်နှင့်စတုထဇန်ရရန်ဖယ်ရှားကြော်လွှားရမည်ဇန်အင်္ဂါအသီးသီးကို ဖော်ပြပါဇန်ကိုအဘဲကြောင့်ဝင်စားကြသည်နီဒုတိယဇန်ရရန်စိတ်ကူးခြင်းဝိတက်ကြံစီခြင်းဝိစာရတတိယဇန်ရရန်နှစ်ခိုက်ခြင်းပီတိ စတုဇဇန်ရရန်ချမ်းမြေ့ခြင်းဒုက္ခတို့ကိုဖယ်ရှားကြော်လွှားရပါမည် ဇံကိုဒိဋ္ဌဓမ္မဒုက္ခဝိဟာရမျက်မှောက်ကာလတွင် ချမ်းသာစွာနေရန်ဝင်စားကြပါသည်တမထာကျင့်စဉ်ဤယခုဘဝနှင့် နောက်ဘဝလမ်းဆုံးကိုဖော်ပြပါတမထာကျင့်စဉ်ဤယခုဘဝလမ်းဆုံးမှာအဘိညာဉ်ဖြစ်ပြီးနောက်ဘဝလမ်းဆုံးမှာဇံမလျှောလျင်ဓမ္မပြောက်၏ ဇံမဝိပဿနာကျင့်စဉ်ကိုမြည်သို့ပြောင်းရမည်နီဇံမဝိပဿနာကျင့်စဉ်ကို ပြောင်းရင် ပထမအာယုန်နမိတ်ပေါ်တွင်ဇံဝင်စားရမည်ဇံဝင်စားပြီးမှဇံမပြန်ထကဖြစ်ခဲ့သောဇံစိတ်များကို အာယုံအဖြစ်သုံးချပြီးဝိပဿနာရှိရမည်ပရိဘာကနမိတ်ဖြစ်သောအလင်းတန်းပြည့်ညက်ကို မရှိဘဲ ထိုပရိဘာကနမိတ်ကိုအာယုံပြုပြီးဖြစ်ပြီးခဲ့သောကြံစီခြင်းစိတ်ပူခြင်းစသည့်ဇန်အင်္ဂါများကိုပြန်ရှုရမည်အာယုံတရားများကိုသဘာဝလက္ခဏာကိုရှုရမည်အာယုံတရားများ၏သဘာဝလက္ခဏာကိုရှုရမည်သဘာဝလက္ခဏာရှုရင် အများဆိုင်တာမညာလက္ခဏာဖြစ်ပြီးအိဋ္ဌာဒုက္ခအနတ္တကို မြင်လာမှဥပဒနာဖို့ပြုပြောင်းရပါမည်။သဘာဝလက္ခဏာနှင့်တာမညာလက္ခဏာဆိုပြီးမှအပြည့်ဥပမာတစ်ခုကိုပြေး၍ရှင်းပြပါ။သဘာဝလက္ခဏာမှာဥပမာဒေါသကိုရှုနေရင်ဒေါသဆိုသည့်သဘောသည်စိတ်ကိုရောက်ရက်ခတ်ပြီးပူလောင်နေတဲ့ ပင်ငိမ့်နေသောစိတ်ကိုဖြစ်စည်းတတ်သည်ဘုဒ္ဓောတိသောတာဤသဘာဝလက္ခဏာဖြစ်သည်ကာမညာလက္ခဏာမှာအများဆိုင်လက္ခဏာဖြစ်သည်အရာအလုံးသည်မမြဲသောသဘောသိရသောသဘောသုံးမပိုင်သောသဘောဖြစ်သည်ကိုအိသဒုက္ခအတ္တသဘောကိုပြသောလက္ခဏာကာမညာလက္ခဏာ ဝိပဿနာလမ်းကြောင်းကဘယ်ထိတိုင်အောင်သွားသမီးဝိပဿနာမှာအစင်းမြင့်ဆုံးသောဉာဏ်ရလာပုံဝိပဿနာဉာဏ်စဉ်အစဉ်စဉ်ကိုအကျဉ်းမြတ်ဖော်ပြခဲ့ပါဝိပဿနာလမ်းကြောင်းသည်မက်ဖို့ထိတိုင်အောင်သွားသည်ထိုမှတစဉ်နိဗ္ဗာန်ထိတိုင်ဖြစ်သည်ဝိပဿနာအစဉ်မြင့်ဆုံးသောသင်္ခါရုပ္ပခာဉ္ဉ်ရလာပုံအစဉ်စဉ်မှာ နာမည်ရုပ်ကိုပိုင်းခြားသိသောနာမရူပပြိစေရဉဏ်ထိုယုံဉဏ်တို့ဤဖြစ်ပေါ်ခြင်းအကြောင်းတရားကိုသိသောပြိပစ္စယပရိဂဟဉဏ်ထိုဉာဏ်မျိုးရရှိဤနောက်ဝိပဿနာဉာဏ်ဉာဏ်စဉ်များမှာတိထိုယုံဉာဏ်တို့ဤမမြဲစင်ရဲကိုမပိုင်သောသဘောအနိစ္စဒုက္ခအနတ္တသဘောကိုအထက်ထက်သုံးသက်သိမြင်သော တမာတနာဉဏ်ဖြစ်မှုပြတ်မှုသဘောကိုရှင်းရှင်းကြီးမြင်လာသောဥတ္တရဗယဉဏ်၃တဖြည်းဖြည်းနှင့်အပြက်ကိုသာမြင်လာသောဘင်္ဂဉဏ်၄ထိုမှာကြောက်စရာဟုမြင်လာသောဗယဉဏ်၅အပြည့်ဟုမြင်လာသောအာရိဏဝဉဏ်၆ငြင်းငွေလာသော နိဗ္ဗိတာဉဏ်ခနှစ်ထိုတို့မြင်လာလျှင်လွတ်ခြင်းဆုံးလွတ်ခြင်းလာတော့မုံစိန်တုမုံစိန်တုကံမြတ်ငုံစိန်တုကံမြတ်တာဉဏ်ထို့နောက်ရှစ်ထို့နောက်လွတ်ရာလွတ်ကြောင်းဖပောက်ရှာလာတော့ပရိသင်္ခာဉဏ်ကိုယ်ထိုအခါသင်္ခါရတဘာဝတရားများအပေါ်စိတ်တည်ငြိမ်မှုပြန်ရလာတော့ တင်္ခါရူပက္ခဉဏ်ဖြစ်လာပါသည်နိဗ္ဗာန်ရောက်ရင်စီယာမီယာနယင်းနှမျိုးဝိတနာကျင့်ဤနှမျိုးကိုဖော်ပြပါနိဗ္ဗာန်ရောက်ရင်စီယာမီယာနယင်းနှမျိုးဖြစ်သည့်ဝိဒနာကျင့်ဤနှမျိုးမှာတမထယာနိကတမထကျင့်ပြီးမှဝိပဿနာကိုကူသောဤနှင့်ဝိပဿနာယာနိကတမထကိုမကျင့်ဘဲဝိဒနာတက်ရိုက် သွားသောနည်းို့ဖြစ်ပါသည်ကိလေသာများကုံစည်တတ်သောဝိဇာဉဏ်ပေါင်းမြောက်စေနိုင်သောအကျင့်နှမျိုးကို ရှင်းပြပါကိလေသာများကုံစည်တတ်သောဝိဇာဉဏ်ပေါင်းမြောက်စေနိုင်သောအကျင့်နှမျိုးမှာတမထနှင့်ဝိပဿနာဖြစ်သည်တမထအကျင့်လျင်အာယုံများပေါ်တွင်တွေ့မဲ့သောတဏှာရာဂကိုဖယ်ရှားပြစ်နိုင်၏ ဝိပဿနာကျင့်လျင်အသိပညာတိုးတက်ပြီးအမှန်ကိုမသိသောမောဟအဝိဇ္ဇာအမှောင်ကိုဖယ်ရှားပြနိုင်၏ဝင်လေထွက်လေကိုအသုံးချပြီးဝိပဿနာတည့်ရရှုပုံကိုခေါ်ပြပါဝင်လေထွက်လေကိုအသုံးချပြီးဝိပဿနာတက်ရိုက်ရှုပုံမှာဝင်လေထွက်လေထိုးလေထီသောနေရာထိမှန်တိလိုက်သောစိတ် ထိုသုံးခုကိုအာယုံပြုရမည်ရှုလိုက်သောလေဝါယောဖောထပ်ဖယုတ်ထိုယုတ်တိုးထိသွားသောနေရာကာယပတာရယုတ်ထိုယုတ်နှစ်ခုပေါင်းစုံသောအခါထိတိစေကာယကာယဝိညာဉ်ပေါ်လာ၏လေကယုတ်တရားလေထိတဲ့နေရာကယုတ်တရား ထိုယုတ်တရားနှစ်ခုထိခတ်ခြင်းကြောင့်ထိတိစိတ်နံတရားပေါ်လာ၏အတိညာဏ်ဖြင့်ကြည်လိုက်သောအခါထိုအခိုက်ယုံနှင့်နံသာရှိပါလားဟုမြင်လာလျင်ယုံနှင့်နံခွဲခြားသည့်သောနာမရူပပြိစေတာညာဖြစ်၏နောက်တဆင်အတိညာဏ်တိုးလာသောအခါလေနှင့်နာသီးပြားမထိခင်ထိတိစိတ်မပေါ်သည် ထုမတာအတိစိတ်ပေါ်လာလက်ပေါ်လာသဖြင့်လေနှင်းနာသီးပြာကာယပတာရသည်အကြောင်းတရားထိုနှစ်ခုကြောင့်ဖြစ်ပေါ်လာသောအတိစိတ်သည်အကျိုးတရားဟုအကြောင်းကျိုးသိသောပရိပစ္စယပရိကဟဉဏ်ရာဤထိုဝိတ္တနာဉဏ်ဤခြေခံနှစ်ခုရလျင်နိဗ္ဗာန်လမ်းကြောင်းပေါ်ရောက်ပြီးထိုမတစင်းတက်ပြီး ရှုမှတ်သောအခါဝိပဿနာဉာဏ်အဆင့်ဆင့်တခါနောက်ဆုံးသင်္ခါရအယုံအလုံးချုပ်ငိမ့်သောနိဗ္ဗာန်ကို တွေ့ရပါသည်ခောထဘယုံ ဖြစ်သည်လေနှင့်လေထီသောနေရာ ကာယပတာဒဤနှစ်ခုပေါင်းဆက်၍ထိတိစိတ်ကာယဝိညာဉ်စိတ်ဖြစ်လာပုံကို guess မိจิตသို့မဟုတ်စောင်းတီးသည့်ဥပမာတစ်ခုဖြင့်ရှင်းပြပါသည် ဟုတ်တဲ့ဘာယုံဖြစ်သည်လေလေထီသောနေရာကာယပဒါရဤနှစ်ခုမှပေါင်းဆက်၍ထိတိစိတ်ကာယဝိညာဉ်စိတ်ဖြစ်လာသည် ကာယံစပရိစ္ဆဟောထဘေစဥပ္ပဇတိကာယဝိညာဉ်နဲ့လေသဘာဝတစ်ခုလေထီသောနေရာသဘာဝတစ်ခု ထိုသဘာဝနှစ်ခုသည်အာယုံကိုတည်ခြင်းသဘောမရှိထိုရုပ်သဘာဝနှစ်ခုမှ ပေါင်းစုံမိသောအခါဖြစ်ပေါ်လာသောနံတရားသည်အာယုံကိုတည်သောသဘောရှိ၏ဥပမာဖက်စမီချစ်ကိုချစ်လျင်လက်ဒီလုံးနှင့် gas ပုံးခုရှိရာဒီလုံးပေါ်လက်တင်ပြီးဖိချစ်လိုက်လျင်မိတော့ပေါ်လာ၏ လက်နှင့်ဘီလုံးမိချစ်ဖိချစ်မှမိတော့ပေါ်လာတကဲ့သို့ဖောရဘယုံဖြစ်သောလေနှင့်လေထီသောနေရာ ကာယပတာရစုံမှထိတိစိတ်ကာယဝိညာဉ်ဖြစ်ပေါ်လာရပါသည်ဤသည်ဉာဏ်နှစ်ခုရထားလျှင်သုလသောတပံဖြစ်သည်ဟုဆိုနိုင်သည်။အဘယ်ကြောင့်နည်း ယုံနှင့်နံကိုကွဲပြားစွာတည်သောနာမရူပပြိစေရဉ္ဇဉ်နှင့်ထိုယုံနှံနှစ်ခုဤဆံရအကြောင်းကိုတည်သောจิตစရပရိကဟဉ္ဇဉ်နှစ်ခုရထားလျင်สุละตောฏပံตောฏပံအငယ်စားဖြစ်၏အဘယ်ကြောင့်ဆိုသောယုံနှင့်နံကွဲသွားသည့်နှင့်တပြိုင်နက်ဘရဝါဆိုသောအတွေ့မရှိတော့အမြင်မှန်ဤယုံနှံတို့ဤအကြောင်းကို မြင်သည့်အတွေ့အကြုံ အကြောင်းကျိုးနှင့်ပတ်သက်ပြီးတန်တရာကင်း၏အမြင်မှန်ခြင်းနှင့်တန်တရာကင်းခြင်းသည် သောတာပန်တို့၏အရွေအသွေးဖြစ်သဖြင့်စူလသောတာပန်ဟု ဆိုနိုင်ခြင်းဖြစ်ပါသည်ရည်သည့်ဉာဏ်နှစ်ခုရထားလျင်သုလသောတပန်ဖြစ်သည်ဟု ဆိုနိုင်သည်။အဘယ်ကြောင့်နည်း ယုံနှင့်နံကို꿰ပြားစွာတည်သောနာမရူပပရိစေတာညံနှင့်ထိုယုံနှံနှစ်ခုဤဆိုင်ရာအကြောင်းကိုတည်သောပစ္စယပရိကဟညံနှစ်ခုရထားလျင်စုလသောတာပံသောတာပံအငယ်စားဖြစ်သည်အဘဲကြောင့်ဆိုသောယုံနှင့်နံ꿰သွားသည့်အနှင့်တပြိုင်နက်တရဝါဆိုသောအတွေးမရှိတော့အမြင်မှန်၏ ရုံညံ့တို့ဤအကြောင်းကို မြင်သည့်အတွေ့အကြောင်းအကျိုးနှင့်ပသက်ပြီးတန်တရာကင်းဤအမြင်မှန်ခြင်းနှင့်တန်တရာကင်းခြင်းသည် သောတာပန်တို့ဤအရေးအသွေးဖြစ်သဖြင့်သုလသောတာပန်ဟု ဆိုနိုင်ခြင်းဖြစ်ပါသည်ဖရာသဒနာနှင့်ကြုံ gain အ ਨੇ ဆုံးမြည်သည့်အစဉ်ရအောင်စူးစမ်းအားထုတ်ပင်သည် တင်္ခါရူပက္ခဉ္ဇရင့်တန်သွားလျင်မြည်သည့်ကို တွေ့ရမည်။ဖျားသာသနာနှင့်ကြုံကဲສຸລະໂຕຕະປັນອສင့်ເນຊົງຍັດອອງໂຈດາອ່າທົກຕິມາດີຕິນຄາຣຸປະຂາຍັນຍິນຕັນຕົວປີ້ມີມະຈາມີຕິນຄາລະອາຍຸອາລົງຊົ່ງໃຫງຕົວດໍນິບັນກູຕື່ຍາມີຜິດပါດີ သမထနေဝိပဿနာအထူးမတူကွဲထူးမတူထူးခြား क्वे ပြားပုံကိုဖော်ပြပါသမထနေဝိပဿနာအထူးမတူထူးခြား क्वे ပြားပုံမှာသမထသည်စန့်ကျင်ဘက်တရားများကိုငြိမ်သက်ပျောက်ကင်းစေနိုင်သောတမာတိတရားဖြစ်ပြီးဝိပဿနာဉာဏ်သည်အနေအဆာစသည်ဖြင့်ထူးထူး အပြာပြာဓမ္မကို ရှုမြင်တတ်သောဉာဏ်ဖြစ်ပြီးတမထာဤအာယုန်သည် အများအားဖြင့်ပြည့်ညက်ဖြစ်ပြီးဝိပဿနာဤအာယုန်မှာယုံနှင့်နံပရမတ်ဖြစ်သည်တမထာကိုထိုင်ခြင်းအရိယာပုတ်ဖြင့်အာထုတ်ရပြီးဝိပဿနာမှာအရိယာပုတ်မရွေးအာထုတ်နိုင်သည်တမထာအာထုတ်၍ဇံရလျင်ဇံဝင်စားနိုင်သည် ဝိပဿနာအားထုတ်၍အရိယာဖြစ်လျင်ဖွဝင်စားနိုင်သည်တမထာဤလမ်းဆုံးမှာအဘိညာဉ်ဖြစ်ပြီးသိလျင်ဗြမဘုံရောက်၏ဝိပဿနာလမ်းဆုံးမှာမဖို့နိဗ္ဗာန်တိုင်အောင်ရောက်၏သာဓုသာဓုသာဓုပါဗျာ